ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအာကျွန်တော်ရဲ့ laptop ကနေပြီးတော့တခြား laptop တစ်လုံးကိုကျွန်တော်က hack ပြမယ်ပေါ့နော်ပြောလို့ရှိရင်တခြား laptop တစ်လုံးကိုကျွန်တော်ထိန်းချုပ်ပြမယ်ဒီ laptop ကနေပြီးတော့အခုလက်ရှိဒီ laptop ကနေပြီးတော့ကျွန်တော်တခြား laptop တစ်လုံးကိုထိန်းချုပ်ပြမယ်โอเคအဲ့တော့ကျွန်တော်စလိုက်မယ်ပေါ့နော်ဒီမှာမိတ်ဆွေတို့ဒီမှာထားပါကျွန်တော်ရဲ့ laptop နဲ့တခြား laptop ပါကွာလို့ဆိုတော့ဒါကကျွန်တော် laptop ပါဒီမှာကျွန်တော်ဒါကျွန်တော် laptop ဟာဒီပုံလေးဒီ wallpaper လေးဒီ icon လေးတွေထည့်ချမှတ်တာโอเคဒါဆိုလို့ရှိရင်စလိုက်မယ် โอเคဆိုတော့ကျွန်တော်ဒီ console ထဲကိုကျွန်တော်ဝင်ထားပြီးပေါ့เนาะကျွန်တော် laptop ထဲကနေ programming console ထဲကိုဝင်ထားပြီးအဲဒီတော့ကျွန်တော်ဒီမှာနည်းနည်းပါတော့ရိုက်ထားရှေ့ကျွန်တော်ထပ်ပြီးတော့မပြီးဆုံးသေးဘူးပေါ့เนาะအဲဒီတော့ကျွန်တော်ထပ်ပြီးတော့ရိုက်လိုက်မယ်ဒါဆိုကျွန်တော်အာပြီးအောင်လေအရင်လှုပ်လိုက်မယ်ပေါ့နော် โอเคပါအခုဆိုလို့ချင်းကျွန်တော်ဒီမှာတော်တော်လေးမျိုးဟာရေးထားပြီးပါရယ်ပေါ့နော်အဲ့တော့ကျွန်တော်တော့ကိုအာ run လိုက်မယ်ဆိုလို့ရှင်အာဘာဖြစ်သွားမလဲဆိုတော့တစ်ဖက်ကကွန်ပျူတာကိုကျွန်တော်ထိန်းချုပ်လို့ရပါမယ်ပေါ့နော်ဒီမှာဆိုလို့ရှင် email ဟိုတွေ့ရအဲ့ဒီကွန်ပျူတာရဲ့ address တွေပါတခါလဲထည့်ထားပြီးသားရှိရေပေါ့နော်ကျွန်တော်ဒီကုတ်ထဲမှာအဲ့ဒီ address တွေကိုကျွန်တော်က wifi ကနေတဆင့်ကွန်ပျူတာ address ကိုယူပြီးတော့ကျွန်တော်ဒီကုတ်ထဲကိုထည့်ထားတာပေါ့ အဲ့တော့အခုကျွန်တော်ဒီကုတ်ကို run လိုက်မယ်ဆိုရင်တစ်ဖက်ကွန်ပျူတာကိုထိန်းချုပ်လို့ရရောမလားမရဘူးလားဆိုတာကြည့်လိုက်ရအောင်နော်ဆိုတော့မိတ်ဆွေတို့ဒီမှာမြင်တဲ့အတိုင်းပဲကြည့်လိုက်ပါဒါဆိုလို့ချင်းကျွန်တော်သူ့ရဲ့ laptop ထဲကိုကျွန်တော်ရောက်နေပြီပေါ့နော်သူ့ရဲ့ကွန်ပျူတာထဲကိုကျွန်တော်ရောက်နေပြီကျွန်တော်ဒီမှာခုနကကျွန်တော်ပြခဲ့တဲ့အတိုင်းပဲ wallpaper ကျွန်တော် wallpaper မဟုတ်တော့ဘူး icon လေးတွေတခြားမှာပါ icon လေးလည်းကျွန်တော်ရဲ့ icon နဲ့တူတော့ပေါ့နော်ဒါတခြား ် laptop တစ်ခုတည်းဟိုသူ့ရဲ့ laptop တစ်ခုတည်းကိုကျွန်တော်ရောက်သွားပြီပေါ့နော်ဒီအရာလေးကတော့သူကတော့မြင်ရမှာမဟုတ်ဘူးကျွန်တော်ပဲမြင်နေရမှာပေါ့နော်ဘာလို့လဲဆိုတော့ထိန်းချုပ်တဲ့လူကကျွန်တော်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟုတ်ကဲ့အဲ့တော့သူ့ရဲ့ laptop မှာကျွန်တော်တို့တွားကြည့်ကြည့်မယ်ဘာတွေရှိမလဲပေါ့နော်ဒီမှာ my computer ကျွန်တော်တို့ကဒီပါဒါဆိုလို့ကျွန်တော်တို့ရဲ့ laptop ပေါ့နော်ကျွန်တော်တို့ laptop က day ပေါ့နော်ကျွန်တော်တို့က လက်ပ်တော့တစ်ခုတော့ဝင်လိုက်ပြီဆိုလို့ရှိရင် information တွေဒီတိုင်းတခါတည်းတော့ယူလို့မရဘူးဖြစ်ဖြစ်ချင်းစီ download လုပ်ယူရတယ်ပေါ့နော်ဆိုတော့ဗျာကျွန်တော်ကသူ့ရဲ့ laptop ထဲမှာဘာရှိရဆိုတော့တော့ကျွန်တော်တွားပြီးတော့မပြတော့ဘူးเนาะဘာလို့လဲဆိုတော့တခြားလူတယောက်ရဲ့ privacy ဖြစ်နေလို့ဗောနော်အဲ့တော့အာကျွန်တော်ကထိန်းချုပ်လို့ရမရဆိုတာကိုနမူနာပြတဲ့အနေနဲ့သူ့ရဲ့ laptop ထဲမှာရှိရ Chrome browser ကိုကျွန်တော်အာ external export နဲ့ဖွင့်ထားတယ်ဗောဗျာကျွန်တော်ဒီမှာ စာလေးနည်းနည်းပါရိုက်ပြီးရရှာကြည့်မယ်ပေါ့ဗျာအာဆိုပါတော့အမ်ဘာရိုက်ရှာရင်ကောင်းမလဲကျွန်တော် KFC လို့ရှာမှာเนาะ KFC .com KFC ပေါ့เนาะဒီမှာရှာကျွန်တော်ပြောချင်တယ်ရှာလို့ရမရထိန်းချုပ်လို့ရရရလားမရလားဆိုတော့ဗျာเนาะဒီမှာအာ sorry ကျွန်တော် KFC မရှာဘူးဗျာကျွန်တော်ထားပါတော့ မရှာပြတော့ဒီမှာပေါ်လာတဲ့ဟာလေးကြီးပဲကျွန်တော်ပြလိုက်တော့မယ်ဒီမှာကြည့်တာဆိုလို့ချင်းကျွန်တော်ထိန်းချုပ်လို့ရရင်ဆိုတဲ့တဘောပဲပေါ့နော်သူရဲ့ Google browser website ကိုကျွန်တော်ဝင်ကြည့်လို့ရတယ်ပေါ့နော်တခြားဟာကြီးလည်းအများကြီးဝင်ကြည့်လို့တော့ရပါတယ်ဒီမှာသူဝင်ကြည့်လို့ရတာတွေပြထားတယ်ပေါ့နော်ဒီမှာဒါကြီးဒါပေမဲ့ကျွန်တော်တို့ကတော့ဝင်မကြည့်ရဘူးပေါ့နော်ဘာလို့လဲဆိုတော့သူများရဲ့ privacy ကမကောင်းနေနော်โอเคဒါဆိုတော့အာဒီလိုမျိုး hacking တွေကိုဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်မိတ်ဆွေတို့ကိုဒီဗီဒီယိုမှာတင်ပေးမယ်တကယ်တော့ကျွန်တော်တို့ကအာကျွန်တော်ခုနကလုတ်ပြရတော့ရဆိုတာကျွန်တော်တကယ်ကြီးတခြားကွန်ပျူတာတစ်လုံးကိုထိန်းချုပ်ပြရတာမဟုတ်ဘူးကွနော်ကျွန်တော်ဒီ website ကိုအတုံးပြူလာတာဒီ website ကအဲ့လိုမျိုး fake hacking တွေပေါ့ပြောလို့ရှိရင် fake hacker တွေပေါ့နော် hacker hacking လုပ်တဲ့ပုံစံမျိုးကိုကျွန်တော်တို့က fake လုပ်တာ ကျွန်တော် TikTok မှာမြင်ဘူးတော့မလားသူများတွေကုတ်တယ်အများကြီးအော်လူထင်ကြည့်အောင်ရှောက်ရဲတွတ်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 ရှောက်လုံးနေတကယ်တော့ဘာမှမဟုတ်ဘူးဒီ website ကနေလာပြီးတော့လောက်တာပေါ့နော်ဒီ website ကိုဝင်လိုက်ပြီဆိုတာ ਨੇ ဒီ website ကဒီမှာ Jeff ဒီမှာကြည့်အာသူကနောက်ပြောင်ချင်းမှာပေါ့နော် နောက်ပြောင်တာက brand spot အမျိုးပြောထားတယ်ဘာလို့ဆိုတော့ဒါလုံးဝစနောက်တဲ့တဘောပဲပေါ့နော်စနောက်တဲ့တဘောပဲအဲ့ဒီတော့မိတ်ဆိုလို့ဒီကဲဝင်လိုက်ပြီဆိုတာ ਨੇ ဒီမှာရှိရဲ့အရာတွေအကုန်လုံးမိတ်ဆွေတို့စမ်းကြည့်လို့ရတယ်ဗျာဒီအထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ကသူများရဲ့ window ခုနမိတ်ဆွေတို့ကျွန်တော်တခြား window တစ်ခုထိန်းချုပ်ပြရတော့ဒီကောင်နဲ့ပြရတော့ window အာ win ph simulator ပေါ့နော်အဲ့ဒါနဲ့ပြရတော့ hacker typing ဒီမှာသားကြတော့လဲ hacker ပုံစံမျိုးပဲခုနပထမပိုင်းကကျွန်တော်ပြရတဲ့ပုံစံမျိုးတွေ့မှာနော်ဒီကောင်ကြာကျွန်မကြည့်ဒါ upgrade လောက်ခိုင်းတယ်လောက်ဆရာမလို့ဒါတွေမလို့ဆိုဖြတ်ပလိုက်လို့ရတယ်ဒီမှာကြည့်ဒါတွေမလို့ဆိုဖြတ်လိုက်လို့ရတယ်ဒီမှာ ဒီမှာကိုရီးယားစာလိုလိုဂျပန်စာလိုလိုနဲ့ပေါ်နေရတယ်ဘောနော်ဒါကြီးမလို့ဘူးဖြတ်လိုက်လို့ရတယ်ဒါကြီးလည်းမလို့ဆိုဖြတ်လိုက်လို့ရတယ်ဒီမှာဆိုလို့ကျင်မိတ်ဆွေကြည့်လိုက် big က big coin ပေါ့နော် big coin miner big coin ကိုလည်းသူက mine လုပ်လို့ miner လုပ်လို့ရတယ် password ကိုလည်း cracker password လည်း hack လို့ရတယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော် remote connection ကချိတ်ဆက်ထားတာတွေကိုဖြုတ်ပစ်လိုက်လို့ရတယ်ဗောဗျာဒီမှာ programming console ရှိရယ်ပါရင်အနုကရိယာတောင်ရှိရယ်เนาะဒီမှာနုကရိယာတောင် hack လို့ရတယ်လို့သူက ပြောထားတယ်ဗောနော်တပြောချင်းဒါကအာ fake ဗောနော်လုံးဝ fake ပါ asset မှမဟုတ်ဘူးအဲ့တော့မိတ်ဆွေတို့ကျွန်တော်ခုနကလုတ်ပြတော့တာဗာလုတ်ပြတော့လဲဆိုတော့ programming console နဲ့ပြတော့တာဒီမှာ programming console ဒီမှာเนาะဒီကောင်လေးကိုချဲလိုက်ပေါ့ဗျာဒီကောင်လေးကိုချဲလိုက်တယ်ဆိုတော့သူကတလောက်လောက်ရှိလာ Okay ဒီမှာကျွန်တော်စရိုက်လိုက်တယ်ဗာပဲရိုက်လိုက်ရိုက်လိုက်သူကဒီလိုလေးပေါ်လာတယ်ဗောနော်ဒါကအာတကယ် hack ပြတာမဟုတ်ပါဘူးလုံးဝ fake ပါเนาะ Okay အဲ့ပြီးတော့ကကြရင်ကျွန်တော်ဒီမှာတခြားဟာတွေလည်းအများကြီးရှိတယ်တော် ူရဲ့ website ထဲကိုဝင်လိုက်ကြရဲ့ဟာသူကဟာတလုံးဝနောက်ပြောင်လာတော့ဗောနော်ပိုးကောင်လေးတက်ထီလာပိုးကောင်လေးရတေရွားလိုက်ဒီပါတိုင်အဲ့တော့ Okay အဲ့ရုံးချိုင်ပေါ့ဟာတော်ဆိုးတဲ့ကောင်ဒီကောင်အဲ့မိတ်ဆွေတို့ဒီ website ထဲကိုဝင်ပြီးတော့တွားပြီးတော့ like ကလေးကြည့်ပါဒါဖုန်းနဲ့လည်းရတယ်နော်ကွန်ပျူတာနဲ့မှမဟုတ်ဘူး ။အားကျွန်တော်ဒီနေ့မိတ်ဆွေတို့ကိုတို့များတွေ fake hacking ကိုဘယ်လိုလုပ်ကြရလဲဆိုတော့ကျွန်တော် sharing လာလုပ်ပေးရပါတော့။ Okay ။ဒီမှာဆိုလို့ကျွန်တော်တခြားလုပ်လို့ရတယ်လေအများကြီးရှိပါသေးတယ်။အကုန်လုံးကတော့ဟိုဟာတွေပဲ။ဒီမှာ hacker ဆိုလဲဒီမှာ hacker simulator ဒါဆိုလဲနိုင်ငံအလိုက်ပေါ့နော်နိုင်ငံအလိုက်လို့ဆိုတော့ hack လို့ရတယ်။ဆွဲတော့မဆွဲရတော့ဘူးကွာဘာတိုင်နေထိုင်နေတယ်။ဒီတော့ဒီမှာ online document တွေအများကြီးပါပဲမိတ်ဆွေတို့စမ်းကြည့်ပါတော့ ဒါမိတ်ဆိုလို့ကလီလို့ရတဲ့အောင်ပေါ့ကျွန်တော်ကဒါလေးဒါ sharing လုပ်ပေးတာ okay အားလုံးပဲကျေးဇူးတင်ပါတယ်